အားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆရာမန်မြင့်ရေးသားတဲ့ဆောင်းဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်။ဆောင်းမြေကြီးနာဤဆောင်းရသည်ရရက်ဆက်ဆက်ပင်ချမ်းအေးနေပေသည်။ကျွန်တော်တို့ရှိရှိမိဘမှထင်းများသည် အရှိန်ပြင်းစွာဖြင့်တောက်လောင်နေသည်။သို့တော်မိဘူးရှင်ကလည်းကျွန်တော်တို့အားလုံလောက်သောနှွေးထွေးခြင်းကိုမပေးနိုင်။ရှင်ဘက်နှင့်မျက်နာများသည်သာပူနေတော်လဲ ကြောဘက်ကတော့စိတ်၍အေးနေမြဲပင်သို့တော်ဒီညတော့အိမ်ရန်ကျွန်တော်တို့စိတ်မကူနိုင်ကြမြေကျင်းနာတို့နေ့နှစ်နာရီတွင် ဆိုက်လာမည်စာပို့ရထားသည် ထုံးစံတိုင်းပင်နောက်ကျနေသောကြောင့်ည6နာရီမှရောက်လာသည်ဒီနေ့ဝင်လာဖြစ်ဒီမှာပင်ကံကောင်းရွေးဟုလဲဆိုနိုင်ပါသည်လာရင်တန်လန့်နေမိုးချုပ်သွားသောကြောင့်မိုးကောင်းဘူတာ၌ယထာယန္နာညအိယပြေနောက်တနေ့ကျမှ မြေကျင်းနာတို့ရောက်ရသောအချိန်ပေါင်းကလည်းမနေတော့ သို့တော့ကျွန်တော်အတွက်ကတော့ယထာနောက်ကြတဲ့ကအကြောင်းမဟုတ်ပါထို့ယထာနဲ့မိုးကောက်မှကိုစိန်လွင်တို့ပါလာခြင်းကအကြောင်းဟုတ်သည်ပြီးတော့သူတို့နိုင်အဲ့ရလိတ်ပါမလာခြင်းကပို၍အကြောင်းဟုတ်သည်အကြောင်းအဟုတ်ဆုံးကကျွန်တော်အိမ်တွင် ဆောင်းရာသည်၌ဧည့်သည်လာလင်ပေးရန်ဆောင်လုံလုံလောက်လောက်မရှိခြင်းပင်ဖြစ်သည် ကိုစိန်လွင်သည်မိုးကောက်မှလမ်းစဉ်လူငယ်စီယုံရည်မှုဖြစ်ပြီးသူနှင့်ပါလာသောကိုကျော်မင်းဆိုသည့်တေတေကွေကွေကုတ်ချောင်းချောင်းလေးမှကုံတွေရီကဖြစ်သည်ထို့သောကျွန်တော်သူတို့နှင့်တိကျွမ်းခင်မင်းနေခြင်းတွင်ဘယ်ဌာနကဘာကောင်တွေဟုအတိမတ်ပြုခြင်းမျိုးမရှိလာပါစာပေ၌ဝါသနာပါသူများအဖြစ်စာပေစကားကိုအပြန်အလှန်ပြောဆို၍ရကြသူများဖြစ်သောကြောင့်သာရင်းနှီးနေကြခြင်းဖြစ်ပါသည်ကျွန်တော်တို့ချင်းတွေ့လျင် အသက်ရာတူ အတန်းပညာဌာနများသည်ဘာမျှအရေးပါအရာမရောက်ပါဘယ်စာအုပ်ဖတ်ပြီးပလားဘယ်စာရေးဆရာကဘယ်အကွက်တော်ဘယ်လိုကောင်းတာစသည်တို့ကိုသာပြောရရင်ထမင်းမေဟင်းမေဇနီးများကချက်ကျွေးလင်တော့မငင်းကြပါယခုလည်းသူတို့ရောက်လာကြခြင်းသည်ကိစ္စအထွေထိုးရှိ၍မဟုတ်နမတိနိုင်အလုတ်ဆရာအလုတ်ကနေဝနေပြီးသွားသောကြောင့်ထိုမှာတညအိယာမီအတူတူကျွန်တော်နဲ့စကားပြောနေသည်ကပို၍ကောင်းပြီဟုတွေးမိကြ၍ မိတော်ယထာနှင့်မြစ်ကြီးနာတို့လိုက်လာခဲ့ကြခြင်းပင်ဖြစ်သည်တဲ့ကျွန်တော်ကတော့ကြိုတင်ပြောထားပါသည်ဆောင်းပေးစရာတော့မရှိဘူးနော်တိတ်လည်းကြွားမနေပါနဲ့ကွာနေအကြောင်းသိပြီးသားပါတို့ကလည်းအိပ်ဖို့လာတာမဟုတ်ပါဘူးမိလုံရင်စကားပြောကြမှာပါဟိုအရင်ညတွေကလိုပဲပေါ့မကြမီ၌ပင်ကိုစိန်လွင်တို့လာသည်ဟုအခေါ်ခိုင်းလိုက်တော့ကြကျွန်တော်ဤအပေါင်းအသင်းများရောက်လာကြသည် လူတွေ့လည်းမျက်နာကိုနောက်မှကြည့်ပြီးလုံကြီးအစင်ကိုအရင်ငုံကြည့်လိုက်ရှိသောကချင်လုံကြီးရကန်းတောင်ကြီးကိုညံညွန့်ကအမဲကြောင်မြောင်များကိုပစိုးကပိုက်ထဲ၌ထည့်ယူလာသည်ရန်ကြီးအောင်ရက်ွက်၏မျက်စီကြီးနာကြီးပုပ်ကုံများထဲတွင်တယောက်ပါဝင်ဖြစ်သောကိုထင်ပေါ်ကမူကချင်အရဲ့နှလုံးကိုလက်မှဆွဲပြီးဝင်လာရင်သူကြိုက်နှစ်သက်သောအစာကိုဖုံဖုံဖိဖိလေးဆင်ခြေပေးသည်ညနေပိုင်းကျတော့အေးမှဆိုလို့ဗျဟဲ့ဟဲ့ ဒီလိုနဲ့ကျွန်တော်တို့အဲ့ဤမိဘဆောင်တဲ့တွင်ဂုံနီအိတ်များခင်ပြီးစကားဝိုင်းဖြစ်သွားတော့သည်ကျွန်တော်ရထားသည့်အိမ်သည်မြည်သည့်ကာလကဆောက်ထားမှန်တိတိကျကျမသိနိုင်လောက်အောင်တက်တန်းကြလာပြီဖြစ်တော့ကြောင်းဟောင်းနှံနေပြီဖြစ်တော့လဲအုတ်စီရှေးမိဘကြီးကြံနေခြင်းကတော့ယခုလိုညများတွင်ဟန်ကြလာပေသည်ကျွန်တော်ဤဇနီးကလည်းခလေးများကိုတိတ်ရင်နဲ့သူ့ပါအိပ်ပျော်သွားတော့ကြောင်းစကားဝိုင်းတွင် ကျွန်တော်တို့ကြီးလွတ်လွတ်လပ်လပ်ပင် စာစိုတော်နှင့်ကိစ္စနှင့်ပတ်သက်၍ရန်ကုန်သို့မကြခင်ကလေးကမှရောက်ခဲ့သူကိုစိန်လွင်မာကလည်းရန်ကုန်စာရေးဆရာလောကအကြောင်းကို ပြန်ပြောစရာများကအဖြစ်ပါလာသည်။မိုးဝေမဂဇင်း၏အပြောင်းလဲသတင်းကလည်းမိုးဝေမဂဇင်း၌စာရေးနေသောကျွန်တော်အတွေ့အရေးပါလာသည်။သတင်းကောင်းဖြစ်သောကြောင့်ကျွန်တော်တွင်မိုးဝေမဂဇင်းနှင့်ပတ်သက်၍အသည့်အသည့်သောမျှော်လင့်ချက်များဖြစ်ပေါ်လာပြန်သည်။ဘာလိုလိုနှင့်မိုးဝေမဂဇင်း၌ကျွန်တော်စာမေးရေးဖြစ်သည်မှတစ်နှစ်ပင်ကြော်လာပါပေါ်လား။ ထိုเจ้าနှင့်ပတ်သက်၍ကျွန်တော်ကိုဝိုင်း၍ဝေဖန်ကြပြန်သည်ရှောင်ထွက်သွားပြီလားဟူသည့်သဘောတက်ရောက်လာသောစကားဖြင့်ခြေချွတ်ကြသည်ကျွန်တော်ကလည်းရေးမှာပါဟူသောအဖြေကလွဲ၍ပေးစရာမရှိကျွန်တော်ရေးတော်လဲမပါဖြစ်သည့်အဆောင်များအကြောင်းကို သူတို့လည်းသိထားကြသည်တဖြည်းဖြည်းနှင့်ညံ့နေလာသည်ကိုစိန်လွင်းဆိုသူကလည်းသူ့အကြောင်းကိုများပြောရစရန်ဆိုလင်လုံးစီပတ်စီပြောတတ်သည်သူမို့လဲမှတ်မိမှတ်မိပြန်၍လဲပြောတတ်လာသည် သူဘယ်လိုတော်ကြောင်းအမွန်ကလေးများကဲနေသည်ကိုမူသူလဲလေလော့ကီသားပဲမို့ဟုခွန့်လွတ်လိုက်ကြကစိတ်ရှိလက်ရှိပင် ကျွန်တော်တို့နားထောင်ကြပါသည်တခါတရံတွင် သူစကားများသည်ဖျားဖူးလေကန်းထမင်းစားကန်းတချင်းဆိုကန်းစသည့်အဘိုးကန်းများများပါသောပေရှိဗမာရုပ်ရှင်ကားကိုကြည်ရသလိုပင်ကိုညာညွန့်ကတော့စကားဝိုင်းတွင် အတုအထာ အကောအကတ်၌စံထားရသည် သူများပြောသောစကားကိုတည်တည်ချာချာနားထောင်ပြီးမှချက်ကောင်းတွေ့လင် အပိုင်းကန်၍ထိုစကားနှင်ပင် ပြောသူကိုကတိကအောက်ဖြစ်အောင်မေးခွန်းထုတ်လေရှိသည် လူကလည်းပဇင်းလူတွေတောင်းသူလေသမဟောင်းရက်ွက်လူကြီးအငိမ့်စာရက်ခုရက်ကန်းထောင်းဆိုတော့ဘဝဆုံးထားသည်ပက်ပေါင်းစုံနေပြီးအကော်အကက်တွေနဲ့ဆင်ကဲဆင်ကဲမွေပေးလိမ့်မည်သူကလိလိုက်ရိလိုက်တော့ကြောင့်ကိုစဲလွင်ကြီးမခန့်ကြည့်မခန့်တာဖြစ်ပြီးနှကမ်းမွေးများထောင်းထောင်းလာသည်ကိုကြည့်ရသည်မှာရေစရာကောင်းလာသည် ကိုထင်ပေါ်ကတော့တမျိုးသူယူလာတော့အရက်နှစ်ပလင်းကိုသူသားအများဆုံးတောက်သည်ငကိုကမှစကားပြောတန်ရသည့်အထင်အရက်ရှိန်ကလေးရလာတော့အခါသူဆွေးနွေးခြင်းသည်တို့ကဆွဲထုတ်၍မကုံတော့ဆွေးနွေးခြင်းသည်ကလည်းနိုင်ငံရေးစကားထဲတက်လက်မှကလေးမှမလျော့ခြင်းသူစိတ်ပါလက်ပါဆွေးနွေးနေပြီဆိုရင်ဘေးမှာလင်းငါအိမ်ကြောက်အောင်အတန်မြင့်လာလိမ့်ရှိသည်ရှင်ပြန်ပြင်းညင်းကြရပြီဆိုရင်တော့မိမြအတန်ကျဲလာမည်ဆိုဒီကိုစဉ်းစားတာကြည့်ကြပြီရော့ ိုထင်ပေါ်နှင့်အနီးကပ်ဆုံးလိုက်၍အရက်တောက်နိုင်သူမှာရှမ်းစုတမဆိုင်မှညွန့်ဆွေဖြစ်သည်လူကသာတေးတေးကွဲကွဲဖြစ်တော်လဲတောက်လိုက်ရင်ရေဘဲတော့မှမရောကျွန်တော်တို့ဝိုင်းတဲ့နိုင်ရွှေဘူသားများဤတောက်ပြောင်သောအစင်လာကိုမှေးမိန်အောင်ရှွန့်တုံနေသူမှာတိုင်းရင်သားစာပေမှကိုကျော်စိန်ပင်ဖြစ်ပေလိမ့်မည်ဘဲကြောင့်ဆိုတော့သူသည်အရက်လက်တလုံးကိုရေတဖန်ခွဲရောပြီးအမဲကြောင့်ဖုတ်ကိုသာအများဆုံးနှိုက်၍စားနေသောကြောင့်ဖြစ်သည်မိုးကောင်းမှလာတော့ကိုကျော်မြင့်ကတော့စကားဝင်မပြော ြောသူတို့၏မျက်နှာကိုသာမော့ကြည့်နေရင် သူပြောနေရတဲ့ကဲ့သို့ပီတိလေးဖြစ်လျက်နားထောင်နေလေသည်။သူနှင့်ပြန်၍အတေးမိလုံနေရသူမှာကိုထင်ပေါ်နှင့်အတူပါလာသည်ဆောက်လို၏ယုံမှအောက်တန်းစေရီကိုသာမောင်ပင်ဖြစ်ပါသည်။ကျွန်တော်တို့၏ဘိုက်ထဲတွင်တစားတစားဖြင့်ရေများပြည်လာသောကြောင့်တင်မာမှုကို ရော့ပါသွားစေရန်အပြင်သို့ထွက်ပြီးအောက်ရေများထုတ်ကြရသည်။အေးမြသောလေကကြီးစဲလိုက်သောကြောင့်ကျွန်တော်တို့မှတွန့်ကနေဖြစ်ကုန်ကြသည်။ ကောင်းကင်တွင်လကလည်းဝင်းဝင်းပပသာနေသည်နှင်းများကြနေသောကြောင့်ညသည်ပို၍လှနေသည်ကံကောလေးနှင့်ကင်းလွတ်ခဲ့ရသည်မှာမကြလာသေးသော ကျွန်တော်ဤညီခမောင်တင်ကလူငယ်တဦးပြပြစိတ်ကူးရင်ဆန်းဆန်းပွင့်အံထွက်လာသည်လှလိုက်တဲ့ဆောင်းညဗျာဒီလိုညမျိုးမှာအိပ်ပျော်သွားမယ်ဆိုရင်လှပါတဲ့ညဟာအလဟတကုံသွားမှာနှမျောကြာကြီးဗျာအိတ်ချင်စိတ်တောင်မရှိတော့လူပြိုကြီးတဦးဖြစ်တော့ကိုကျော်စိန်ကလည်းထောက်ခံသည်အေးဗျာသဘောချင်းတိုက်ဆိုင်လိုက်တာ ကျွန်တော်လည်းဒီလိုလတ်တာတဲ့ညဆိုရင်တရောထိုင်ထိုးကျင်နေတာဗျာသိလားကိုထင်ပေါ်ကတော့ဝင်၍ကလေးလိုက်သည်တရောထိုးရအောင်နင်းကတချင်းပနဲ့ပုံများဖြစ်မြအောင်ထိုးတယ်လို့လဲငါကတော့ဒီလိုလတ်တာတဲ့အေးတဲ့ညဆိုရင်အရမူးအောင်တောက်ပြီးတမျိုးလုံးအနှံ့ရှောက်သွားကျင်တာပဲခွေးတစီစီနဲ့ပျော်ကြာကြီးနေမှာဒီလိုနှင့်ပင်မိဖို့ဘေးနိုင်ပြန်ထိုင်ကြတော့အခါနိုင်လဲစောင်းညာ၏အတွေ့အကြုံများကိုပြောကြပြန်ပါသည် ကိုညံညွန့်ကမူမိဘုံကြီးများဖို့ပြီးစပားနေရသောညများကိုတန်တန်တာတာပြောနေသည်ကိုစိန်လွင်ကလည်းသူ၏တက်မတော်သားဘဝကဆင်းရဲကြရသောစောင်းညဤတိုက်ပွဲတစ်ပွဲကိုတင်ပြသည်ကျွန်တော်ကတော့ဆက်မှုသိပံចောင်းသားဘဝကအငိမ့်ကြည့်ပြီးပြန်ခဲ့ကြရတော့မန္တလေး ਈ ဆောင်းညာများကို ပြောမိသည်ပြီးတော့ရေစရာကလေးပြောမိပါသည်အမှန်တော့ဗျာဒီလောက်အေးတဲ့ဆောင်းညာမှာဆောင်းချုံပြီးကိုယ့်အိတ်တာအကောင်းဆုံးပေါ့ဗျာအခုလိုအချမ်းခံပြီးစကားပြောနေကြတာလဲဆောင်းမလုံလောက်လို့ ကျွန်တော်ဤစကားဆုံးသွားတော့အခါတစ်ချိန်လုံးညင်သက်နေတော့ကိုသားမောင်ကချောင်းတစ်ချက်ဟန့်လိုက်ပြီး အခုမိတ်ဆွေတို့ကဆောင်းညနဲ့ပတ်သက်ပြီးအမြင်တွေကိုတွေ့လေးတွေပြောကြတော့ကျွန်တော်လည်းပြောချင်တယ်ဗျာကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ဘူးတဲ့ဆောင်းညတညကိုပြောဝင်ပြုပါဟုတ်ခွင်တောင်းအစချေပြီးနာဆောင်းရတဲ့ရောက်တိုင်းကျွန်တော်တို့ပြောကြတာကဒီနှစ်ဆောင်းကပိုချမ်းတယ်လို့အဲ့ဒါလို့နှစ်တိုင်းပြောကြတာပါပဲ။ တကယ်တော့မနစ်ဆောင်တုံးကလည်းတော်တော်ကြီးကိုချမ်းငယ်တာပါပဲပြောလို့သာပြောရတာပါလေမြေကြီးနာရဲ့ဆောင်းခါဆိုတာဘယ်တော့မှမချမ်းငယ်တာရှိခဲ့လို့တော့ချမ်းလိုက်တမတုံးနေအောင်ချမ်းနဲ့အေယာမအချမ်းနဲ့ဆောင်းကြီးပဲမနစ်ဆောင်တုံးကပေါ့ဗျာခုလိုပဲဒီဇမကုန်ကန်နီးကြီးပေါ့မယမ်းမာနေတဲ့ကျွန်တော်သားလေးတူတူမြေကြီးနာကိုယောက်လာတယ်တူတူဆိုတာကကျွန်တော်ရဲ့ပြင်စမမြောက်သားပါအိမ်မကကလေးများလွန်တာနဲ့မိမရဲ့အမကခေါ်ပြီးမွေးထားတဲ့ကလေးလေး ကျွန်တော်ရဲ့မိမကလည်းတနှစ်ခွဲကိုတယောက်တော့မွေးနေကြမို့အိမ်တော်သက်73နှစ်အရောက်မှာခလေးကလည်း၈ယောက်မွေးပြီးပြီ။အသားကြီးဆုံးက72နှစ်တာ။ငယ်ဆုံးကတနှစ်သမီး။အခုဘိုက်ထဲမှာက၄-၅လတောင်ရောက်နေပြန်ပြီ။အဲတခုတော်သေးတာကကြားထဲမှာ၂ယောက်က၃-၄လနဲ့ပဲဆုံသွားကြလို့ကျွန်တော်ရဲ့လက်ကလေးနဲ့ပါးစပ်ပေါက်တွေအားလုံးဆင်ငါဖို့ဆိုတာဘယ်ကလာပြီးလွဲပါမလဲ။အတော်တော်လေးကတိလင်တာနိုင်တာပဲပေါ့ဗျာ။အခုလည်းမိဘနဲ့တကွဲတပြားနေရရှာတဲ့တာလေးနဲ့ပြန်တွေ့ရပါမယ်။ ဝမ်းမသာနိုင်ပါဘူးတူတူရောက်လာတာဟာကောင်းတော့လာခြင်းမဟုတ်ပဲပုံကိုလည်းကြည့်အောင်လေမျက်နှာလေးကဖော်ရောင်းလို့ခြေသလုံးနဲ့ဒူးကောင်းတွေကအကြီးကြီးပေါင်းကြတော့အယိုးပေါ်အေးတင်းရင်ဘတ်ကြတော့ပြကန်နေပြန်ရောနေမကောင်းလို့ရောက်လာတာပဲသူ့ကိုမြင်ရတော့စိတ်ထဲမှာထိခိုက်လိုက်တာဗျာကလေးများနေမကောင်းပြီဆိုရင်တိတ်ပြီးတိတာတာပဲအဲ့ဒီတော့ကတူတူကငါးနှစ်သားအရွယ်ပေါ့ပူပင်တော့ကဆိုတာဘာမှမရှိနိုင်သေးတဲ့ကစားလို့ကောင်းတော့အရွယ်အခုတော့လဲ ရွှင်လန်းကြည်လင်နေတာဆိုလို့ဘာတစ်ခုမှရှာမတွေ့နိုင်တော့ဘူးလူကလည်းပြော့ခွေးလို့မျက်နှာလေးကလည်းငေးငိုင်းလို့ဒီလိုနဲ့ပဲတူတူကိုစိတ်ယုံတင်လိုက်ရတယ်ကျွန်တော်ကလည်းယုံသမားသူ့မိကလည်းအဲ့ဒီတုန်းကကလေးမွေးပြီးကစားဆိုတော့လူနာဆောင်တာဝန်ကိုကိုနှစ်ကျော်တမီးကြီးကယူရပါတယ်တူတူရဲ့ယောဂါကဘာမှန်းတော့တည်တည်ချာချာမသိပါဘူးရှာဝင်တွေကိုလည်းမမေ့ရဘူးလေတော်ကြာယောဂါကိုသိတော့ခမရကဘာတတ်နိုင်မှလဲလို့ဘူးတော့နေရင်တော့နေမှာစိတ်ယုံတက်ပြီး၃ရက်လောက်ကြာတော့ရှာဝင်က ဆာရွက်လေးတွေလာပေးတယ်။တူတူရဲ့ယောဂါနဲ့တင့်နေစေကမရှိဘူးတဲ့။ဒီဆာရွက်ပေါ်ရေးထားတဲ့ထိုးစေးကိုအပြင်ကဝယ်ပေးပါတဲ့။ကျွန်တော်လည်းပြည်သူရှိဆိုင်ကိုတွားဝင်တာပေါ့။အတုကူချောင်းဝင်းကြီးရဲ့ထောက်ခံချက်ကြီးကိုပြရလို့။ဒါပေမဲ့စိတ်မရှိဘူးလဲပြောရော။ရှင်ကိုမောသွားတော့တာပဲ။တိုင်းစေးယုံကြီးမှလည်းမရှိ။ပြည်သူရှိဆိုင်မှလည်းမရှိနဲ့ဆိုတော့ရုပ်တရက်ကြားလိုက်ရတယ်ဆိုရင်အံ့အားတင်စရာကြီးမဟုတ်ဘူးလားဗျာ။ဒါနဲ့ပဲငွေကလေးပါလေးအတုနဲ့ချေးပြီးတော့မောင်ခိုးစေးရန်ကိုမွေရပြန်ရော။အဲ့ဒီမှလည်းမတွေ့ပြန်ဘူး။ ဆေးရုံကိုရောက်တိုင်းလဲဂရင်ပေါ်မှာပက်လက်ကလေးနဲ့အာကိုတကြီးကြည့်နေရှာတဲ့သားလေးရဲ့မျက်နှာကိုမကြည့်ရတော့ဘူးဆေးပါမသွားဘဲနဲ့ဆေးရုံကိုတွားရမှာကိုလည်းကျွန်တော်ကြောက်နေတယ်နောက်တော့ဟော်ဒီကလမ်းပေါ်ကြီးကိုကျွန်တော်အခက်ခဲတင်ပြပြီးအဘူကတ်ရတော့တာပေါ့သူပါဝိုင်းရှာပြီးတော့မှသူ့တိဆောင်ဝင်တယောက်ရဲ့ပြင်ပစေကန်တခန်းကနေထိုးစေးငါးလုံးကိုတောင်းတောင်းပန်ပန်နဲ့ဝဲလို့ရလာပါတော့တယ်ဆေးရှာလိုက်ရတာသုံးလေးရလုံးတောင်းချာဆိုင်သွားတာပဲဆေးရရင်ရချင်းပဲဆေးရုံကိုပြေးပြေးသွားပို့လိုက်ရော ဒါပေမဲ့ဗျာစေယုံသွားပို့ပြီးနောက်တနေ့စေယုံတက်လို့ကိုရဲ့မြောက်တဲ့နေ့မှာတူတူဆုံးသွားပါတယ်။ဒါဆုံးသွားတဲ့မနေ့ကနှင်းတွေလည်းပိမ့်ပိတ်အောင်ကြာနေတာပေါ့။ဒီကောင်အသက်ရှူရက်သွားတာမနေ့၃နာရီလောက်ကတည်းဗျ။စောင့်နေတဲ့တမီးကြီးကအိမ်ကိုပြန်မလာရဲလို့သာကျွန်တော်မသိရတာကိုမနေ့မိုးရှင်စင်လင်းတော်မှာပဲတမီးကြီးကအိမ်ကိုလာပြောတယ်။အဲ့ဒီတဲ့ရင်ကိုကြာရတော့မိမအတွက်စိတ်ပူသွားသေးတယ်။သူကသွေးနူသားနူချင်း တခုတော်သေးတာကသူ့အဖို့လဲတာသမီတည်တယ်ဆိုတာအသက်ဆန်းမှမဟုတ်တော့ပဲအရင်ကလည်းနှစ်ယောက်ဆုံးခဲ့ပို့ပြီအခုလည်းတူတူတော့ဆုံးသွားရှာပြီကွာလို့အတိပေးလိုက်တော့အော်လို့အတန်တူတူနဲ့အတိမတ်ပြုတ်ပြီးခေါင်းငိမ်ပြယုံပါပဲပြီးတော့တက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်တာကိုတွေ့ရတယ်ကျွန်တော်တို့မှာဝမ်းနဲ့ငိုကြွေးကြတွေကကြံဖန်များလာတော့လဲထုံးလာဟန်တူပါရဲ့တော်ယုံတန်ယုံနဲ့တော့မျက်ရည်ကတဲပြီးမထွက်လာတတ်တော့ဘူးဒီတော့လဲသားတည်သွားလို့ဝမ်းနေတာကလည်းဝမ်းနေတာပေါ့ဗျာ ဒါပေမဲ့ဖြေတာရာကဒီကလေးဟာတော်ကြီးမြင်မဲကျေးလက်တော်ရမှာမတည်တဲ့ဘဲနဲ့ပြစ်စလက်ခတ်တေးရတာမဟုတ်တာကိုပါပဲဆေးရုံတက်ရတာမှတာမန်မြို့နယ်ဆေးရုံတာမဟုတ်ဘူးနိုင်ငံသားပြန်တမားတော်တွေရှိတဲ့ခင်မီကရိယာတွေရှိတဲ့တိုင်းဆေးရုံမှာကိုရင်နဲ့တေးရတာဆိုတော့ဖြေတာပါတယ်ဒါလေးရဲ့ဘဝအထုံကိုကနေလွန်းလို့မဟုတ်လားတိုင်းဆေးရုံကြီးတစ်ခုလုံးဖြစ်ရနေထိုးစေးမရှိလို့လူနာကိုအပြင်ကဝယ်ခိုင်းတဲ့အဖြစ်ကိုတော့ရှိပါစေတော့လေး ကျွန်တော်ထက်တွေ့မနေချင်တော့ပါဘူးယောဂါကိုကကြွန့်နေမှာတော့ဘယ်တက်နိုင်မလဲလို့ပဲနားလေလက်ခံထားလိုက်ပါတယ်စိတ်မကောင်းကြလေတခုကိုတော့ခံစားမိတယ်ကျွန်တော်ခက်ခက်ခဲခဲရှာဖွေပြီးရထားတဲ့ထိုးခြင်းအလုံးဟာကျွန်တော်သားလေးရဲ့ကိုယ်ထဲကိုတစ်ဆက်ကလေးမှမထိုးလိုက်ရပါဘူးပင်မရာချိုမနှက်လိုက်တာဗျာတူတူပြောရရင်တော့တူတူကိုသေးတဲ့နေမှာပဲမင်းမြုပ်တကြိုလိုက်တယ်ဆင်းရဲသားရဲ့သားသမီးပဲဗျာအကျယ်ချဲ့မနေအားတော့ပါချဲ့ကျင်လို့လည်းမချဲ့နိုင်တာလဲပါတာပေါ့ အရက်ထဲကမနေတတ်တဲ့လူတချို့ကတစ်သားခေါင်းလေးတစ်လုံးဝိုင်းဆက်ပေးကြတယ်။အလောင်းကိုအိမ်ပြန်မြူတော့ပါဘူး။ရင်ခွဲရောက်ကနေတခါတည်းတုတ်တန်းယူသွား။တုတ်တန်းမှာရှိတဲ့ဘုံကြီးကိုပဲပြင်ပြီးတရဏဂုံတင်ပြီးလူ၄၅၀ရောက်နေပဲဝိုင်းဝင်ပြီးမြေမြုပ်လိုက်ပါတယ်။တူတူရဲ့ခေါင်းကို မြေမဖို့ခင်အဖုံးဖွင့်ရသေးတာကိုတားရဲ့မျက်နှာကိုနောက်ဆုံးကြည့်ခြင်းအနေနဲ့ကျွန်တော်ကြည့်လိုက်သေးတယ်။ကိုကိုကိုတာဝန်မကြည့်ခဲ့ဘူးလို့ထင်းနေတော့မကြည့်ဝုန်ဝုန်နဲ့ပေါ့။တည်နေတဲ့ကလေးရဲ့မျက်နှာလေးဟာအပြည့်ကင်းဆင်လိုက်တာ။ သူ့မှာဘာပြစ်ရှိလို့ငငယ်လေးနဲ့တေးရတာလဲဗျာလို့မေးနေတယ်လို့ပဲကျွန်တော်ခန်းစားနေမိတယ်။ဒီကလေးဟာကျွန်တော်မွေးခဲ့တာဖြစ်ပေမဲ့ကျွေးမွေးမပြည့်ဆောင်ရွက်စီမံဆိုတဲ့မိဘတာဝန်ဘာများခြေပုံခဲ့တယ်လဲ။ဒီကလေးဟာကျွန်တော်စိတ်ကဘာများရသွားလို့လဲ။အန်ကြိတ်ထားတဲ့ကြားထဲကဘဲကနေဘယ်လိုကြလာမှမသိတဲ့မျက်ရည်ကကြလာသေးတယ်။နောင်တမလုံးဆိုတာရှိခဲ့ရင်ယောက်ျားဘဝကခွန့်လွတ်ပါသားရဲ့လို့ကြိတ်ပြီးတိုးတိုးလေးတောင်းပန်နေမိတယ်။ အဲ့ဒီနေ့ညကကျွန်တော်အရက်ကိုတတိလက်လို့မူအောင် တောက်ပြီးမှအိတ်လို့ရတော့တာပဲနောက်တနေ့ညကျတော့အိမ်ကိုစောစောပြန်ဖြစ်ပါတယ်အိတ်ရဝင်ကြတော့ခလေးတွေဟာစောင်းလူရင်ပူညာပူညာလောက်ကြပါလေရောညကျရင်ဘယ်သူကစောင်းဆွဲသွားလို့ဘယ်သူတော့မလုံဘူးဘာညာနဲ့ပေါ့ဗျာဆောင်ရသေးရောက်ပြီဆိုရင်တော်တော်အုံနောက်ချောက်ချာကောင်းတယ်ဗျာအိမ်မကကလေးများတော့စောင်းကိစ္စကိုကပြဿနာကြီးတခုဖြစ်နေတယ်ဘယ်တော့ကမှလည်းပြည့်စုံအောင်မဖြေရှင်းနိုင်ခဲ့ဘူး ရှိသည်မှဆောင်စုပ်တွေကိုရသည်မှပစိုးစုပ်တွေနဲ့ဆက်ဆက်ဖာထိပ်ပြီးပြင်ဆင်နေရတာကနှစ်စဉ်လုပ်နေရတဲ့စီမံကိန်းပေါ့ဗျာခလေးတွေကလည်းတကယ်ချမ်းလာတော့မြေတားမချုံနိုင်ကြတော့ဘူးထင်ပါရဲ့သုံးနှစ်ခွဲသမီးလေး ပူတူမကကျွန်တော်နာလာပြီးမပီကလာပီကလာနဲ့ညညာကြရင်ချမ်းလိုက်တာဖေဖေကြီးရဲ့လို့တနာခံဟန်လေးနဲ့ပြောနေတာကိုရင်နာနာနဲ့ပဲနားထောင်နေရတယ်သမီးလေးကချမ်းနေဆိုတော့ ဆောင်းဝင်ကားစားကဝင်ထားတဲ့ဆောင်းအသက်နှစ်ထဲကို ရုတ်တရက်တတိယမိလိုက်တာပေါ့ဆောင်းတထဲကရက်ွက်သမဆိုင်ကနေပြီးကံကောင်းလွန်းလို့ရှာချပါပါမဲပေါက်ထားတာဘာပူဆောင်းဆိုတာထဲနည်းနည်းလေးပဲတာတဲ့မွှေးပွားဆောင်းအညံ့စားလေးပါနောက်တထဲကတော့မထုတ်ချင်တဲ့သူစီကငါးချက်အမျက်ပေးပြီးဝယ်ထားရတာမင်းကြီးကိုစွန့်စားပြီးဝယ်ထားတာလို့ဆိုနိုင်ပါရဲ့တူတူစေးုံတက်လာတော့ဆောင်းကပါမလားဘူးသူ့ကိုခေါ်ထားတဲ့မကြီးကလည်းချမ်းသာလွန်းလို့မှမဟုတ်တာဘဲကလာဆောင်းပေးလိုက်နိုင်မလဲ ဒီတော့လေအိမ်မဆိုတာကသူများမျက်နှာမှမဟုတ်တာဆေးရုံမဆိုတော့ညက်ပန်နှမ်းရည်နေတဲ့စောင်းနဲ့ဆိုရင်အများမြင်လို့မကောင်းဘူးနှာခေါင်းရှုံရင်ရှုံကြမှာဆိုတဲ့အတွင်းနဲ့စောင်းတဲ့နှစ်ထဲကိုတူတူခြုံရအောင်ဆိုပြီးကျွန်တော်မိမကဆေးရုံကိုထည့်ပေးလိုက်တယ်တူတူတေတော့တမိကြီးကလည်းစောင်းနှစ်ထဲကိုဘဲကလာအေးဆိုင်အားမလဲတူတူဆုံးတဲ့အကြောင်းကိုအိမ်ပြန်လာပြီးပြောနေတော့ဆေးရုံအမှုတန်းတွေကတူတူအလောင်းကိုစောင်းနှစ်ထဲရစ်ပတ်ဖုံးအုပ်ပြီးရင်ခွဲရုံနဲ့ယူသွားပါလေရော့ အဲ့ဒီထိအောင်လဲစောင့်နေတဲ့ကိုသတိမရကြသေးဘူး။ရင်ခွဲယုံတဲ့ကနေအလောင်းကိုခေါင်းနဲ့ထည့်ကြတာလဲကျွန်တော်မိတ်ဆွေတွေပါ။သူတို့ကလည်းဒီစောင့်နေတဲ့ဟာကျွန်တော်အတွက်ဘယ်လောက်အရေးပါတယ်ဆိုတာဘယ်လိုလုပ်ပြီးစစ်စစ်ဆက်ဆက်တွေးနေအားကြပါမလဲ။ဒီတော့စောင့်နေပါအခေါင်းနဲ့ရော့ထည့်လိုက်ကြတာပေါ့။ကျွန်တော်ကလည်းရင်ခွဲယုံကိုလိုက်မသွားမိဘူး။အလောင်းမြေချတော့လဲစောင့်နေတဲ့ကိုမြင်တော့မြင်ရတာပေါ့။ဒါပေမဲ့အခေါင်းနဲ့ရောက်နေပြီလေ။လူတွေရဲ့ရှေ့မှာဆိုတော့ဘာတိပါတာပဲနေလိုက်ရတယ်။ဟောအခုကလေးတွေချမ်းပြီဆိုမ အဲ့ဒီဆောင်းနဲ့ထဲကိုမျက်စီထဲမှာတရေးရေးနဲ့မြင်လာမိတာပဲနှမျောလဲနှမျောလာမိတယ်သူများတွေကတော့ထင်ကြမှာသားတယောက်လုံးတောင်လက်လွတ်ရသေးတဲ့ဟာဆောင်းလေးကိုစကားနဲ့ထည့်ပြောနေတာကတော့တက်တက်ကပ်ပြောနေတာပဲလို့ဒါကတော့ဒီလိုရှိနေတာကိုတားကယောဂကျွမ်းနေပြီဆေးရုံလာတင်တာနောက်ကျနေပြီဆိုတာဆရာဝန်ကတိုက်ရိုက်ဖွင့်မပြောပြီမဲသူတို့ရဲ့အမူအရာတွေထွက်လာတဲ့စကားတွေကိုထောက်ပြီးတော့ကျွန်တော်ကနားလည်ထားပါတယ်ကိုလက်ဖောက်ရောင်တဲ့ယောဂါကတော်တော်ခက်သားပဲ ျွန်တော်တွေ့ရသည်မတော့တဖြည်းဖြည်းနဲ့ယောဂခန်းစားပြီးတည်ထားကြည့်ပါပဲဟိုတ мян နှစ်ကတည်သွားတဲ့လမ်းဝင်တော့ကိုတင်ထွန်းအေးကိုပဲကြည့်လူငငယ်ပဲရှိသေးတာအောက်လက်ကိုတော်တော်ကြည့်တတ်တယ်လူစိတ်ကောင်းတော်တော်ရှိတယ်လူလေသူလက်ဒီလိုပဲကိုလက်ဖောရောင်ရင်ဆုံးသွားတာပဲသူဆိုရန်ကုန်မန္တလေးဆေးရုံပေါင်းကိုဆုံးရဒီတော့တူတူလေးကိုလည်းကုသိုလ်ကံလေးကောင်းရင်ရှင်ကောင်းရဲ့လို့သာသဘောထားပြီးကုနေရတာဖြစ်ပေမဲ့ယောဂါဟာလူနဲ့မမျှတော့မှန်တွေ့ထားပေးတာပါ ဒီတော့တားဆုံးရတာကတည်တင်လို့တည်ရတာကိုဆောင်းနဲ့ထဲကတော့မပါတဲ့မဲ့ပါသွားရတာမဟုတ်လားအမှန်ကတော့ကျွန်တော်တို့ကမရှက်တဲ့နေရာမှာတွားပြီးရှက်နေမိတာကိုလူတွေကိုပတ်တဲ့ဆောင်းကိုလူတွေရှေ့မှာဖြုတ်မယူရဲလိုက်တာကိုကကျွန်တော်တို့တတ်တည်မရှိလို့ပေါ့သူများမင်းငုံမှာကိုကြောက်နေမိတာနဲ့ဟောအခုအသက်ရှင်နေရတဲ့လူတွေချမ်းနေကြပြန်ရောတကယ်ကတည်တဲ့လူတွေစောင်းမှမလို့တာပဲညနေလာလေမြကြီးနားရဲ့ဆောင်းကအချမ်းကလည်းအစွမ်းပြလေပေါ့ဗျာ နှင်းတွေကျနေတာကလည်းအိမ်အမိုးဘော်ကိုတထောက်ထောက်နဲ့မိုးပေါက်တွေတစ်ချက်ချင်းကျနေတဲ့အတိုင်းပဲကျွန်တော်ကလည်းခါတိုင်းနေဆိုရင်အရက်ကလေးတော်တော်ထွေးမှအိမ်ပြန်လာလိမ့်ရှိတယ်အဲ့ဒီနေ့ညကတော့အရက်ရဲ့တေသောအချိန်ကလေးကလည်းဝမ်းထဲမှာခံမထားလေတော့တိတိတသားကြီးခြံလာပါရောခြေပြားလက်ပြားလေးတွေအေးဆက်ပြီးထုံကျင်းလာတဲ့အထိပါပဲဒါလောက်ချမ်းအေးနေမှတော့ကလေးတွေလည်းဘလို့လို့ပြီးအိပ်ပျော်နိုင်ကြပါတော့မလဲ ကုံဝင်လေးရောက်အောင်တယောက်နဲ့တယောက်တို့ဝေပုကဲအိတ်ကြရင်ကခဏခဏလန့်နိုးနေကြတာပါပဲအိမ်ကဝါထရန်ကားဆိုတော့အပေါက်ကလေးတွေကနေလေစိတ်ဝင်နေတာကလည်းပိုဆိုးတယ်အဲ့ဒီလိုကလေးတွေချမ်းလန်းလို့ကောင်းကောင်းအိတ်မပြောနိုင်တာကိုကြည်ရင်ကြည်ရင်ကဆောင်းတဲ့နှစ်ထဲကိုပိုးပြီးပိုးပြီးတတိယနေမိတယ်အော်ဆောင်းတဲ့ကလေးနှစ်ထဲကောင်းကောင်းတောင် မခြုံရပဲနဲ့မိကြီးထဲမှာအလဟတ်တဖြစ်ရတော့မယ်ကျွန်တော်အဲ့ဒီလို တွေတွေးနေတယ်ဆိုတာကိုသိရရင် ွေရတွေစောင်းတွေအထက်ထက်နဲ့လုံလုံချုံချုံအိတ်နိုင်တဲ့သူတွေကရဲကြမလားပဲကျွန်တော်အတွက်ကတော့အဲ့ဒီစောင်းလေးနဲ့တည်းဟာတော်တော်အရာရောက်တာပါနောက်ဆုံးတော့တွေဝေငေးမိုင်းပြီးချမ်းနာကိုကိုကုတ်ကလေးငုံခံနေမဲ့အစားဘာလို့တဲ့နေဆိုတာကိုကျွန်တော်ရွေးချယ်လိုက်ပါတယ်တခြားနေ့တော့မရှိပါဘူးရက်လယ်ဆွမ်းမကြွေးခင်အတွင်အိမ်မှာလာကူအိတ်ပေးတဲ့ရောက်ဖောက်ကိုခေါ်ပြီးအပြင်းမဲ့ထွက်ခေချာတယ်အိမ်ကထွက်မလာခင်လေးမှာပဲနိုင်ီတန်းချောင်းဆဲချက်ခောက်တာကြားရတဲ့ဗျဆောင်းခါဆိုတော့ လူတွေလည်းခြံလွန်လို့တကားပိတ်ပြီးကိုယ်နေကြပြီထင်ပါဗျာလမ်းပေါ်မှာလဲအတော်အလာလူရိတ်လူရောင်တောင်မတွေ့ရဘူးအဲ့ဒီညတော့ငါတော့ဆောင်ချုံးလာတဲ့လူတယောက်ကိုသာတွေ့ကြည့်ရိုက်ပြီးဆောင်လူယူပြန်มาတေးကြတယ်ရောက်ဖဆိုတဲ့ကောင်ကလည်းခက်ရွရွခက်ပြပြရဲ့ကျွန်တော်ကသာလို့ရင်နောက်ကအကုန်လိုက်လို့မဲ့အကောင်နင်းနေမှရှော့မယ်မထင်နဲ့ဒီလိုနဲ့ပဲကျွန်တော်တို့တုတ်တန်ပဲရောက်လာတယ်လာပြေကန်ကြီးရဲ့ဖြစ်ပေမဲ့နင်းတွေကထူးထူးထဲထဲကြီးကြနေလေတော့လာရောင်ကတိတ်ပြီးမလဲနိုင်ဘူးတုတ်တန်ဆိုပေမဲ့လည်း မြို့ကြီးတုတ်တန်းဆိုတော့လူနေအိမ်တွေနဲ့ကိုက်ရမို့တိတ်ပြီးတော့ကြောက်ရွံ့မကောင်းလာပါဘူး။နှင်းတွေကြားကဝိုးတော်ဝါလာရောက်အောင်မှာဂူဖွေးဖွေးလေးတွေမြေပုံမုံမုံလေးတွေကကြည့်လို့တောင်ကောင်းတယ်လို့လို့ဗျ။ကျွန်တော်တို့လည်းလူရိပ်လူကြီးအကဲခံရင်တူးတူးကိုမြုပ်ထားတဲ့နေရာကိုတရွေ့ရွေ့ကတ်သွားကြတယ်။မြေပုံလေးကိုတွေ့တော့အသင်ပါလာတဲ့ပေါက်ပြားနဲ့အသံမကြောက်အောင်အသားလေးဖြွားပြီးမြေစားတွေကိုဖဲကြပါဗါတယ်။ကလေးကိုမြုပ်ထားတာဆိုတော့ကျင်းကလည်းတိတ်နေမဟုတ်လား။ မြေကလည်းမွားနေလေတော့ခဏလေးဖော်လိုက်ရင်ပဲတက်သားခေါင်းဟာပြန်ပေါ်လာပါတယ်။ဆောင်းခါဆိုတော့တော်ရုံနဲ့အနက်မထွက်သေးဘူးဆိုတာတော့ကြိုတင်တွက်ထားပြီသား။အောင်မဲတွက်ကိမှန်တဲ့ဗျ။ဘာနဲ့မှမထွက်သေးဘူး။ဒီလိုဆိုဆောင်းတွေကိုလျှော့ကြတော့မလို့ပြန်သွားယူရင်တခါရေခြုံကြရုံပဲ။မတည်ဒီစရာလည်းမရှိပါဘူး။တိတ်တာကတာရင်ခောက်ခောက်ပဲဟာ။ဒီလိုတွေ့ရင်အပေါ်ကခဟဟဖုံထားတဲ့ပြင်းများကိုဘေးဖယ်ချပြီးငုံကြည့်လိုက်တယ် ဟာခေါင်းထဲမှာဆောင်လည်းမရှိပါလား။လာရောင်ဝိုးတော်မှို့လားလို့အနာကပ်ပြီးတိတိကျကျကြည့်လဲ။မထူးပါဘူးဗျာ။အောက်များရောက်နေသလားလို့လက်နဲ့နှိုက်ကြည့်လို့လဲ။အောက်ခံပြင်ကျကလွဲလို့ဘာမှမရှိ။တော်တော်တော့ထူးဆန်းတာပဲ။မြေမြုပ်တုံးကဆောင်နေပါသွားတာငါမျက်စိနဲ့တက်အံ့မြင်လိုက်ရတာကွာလို့ရောက်ဖကိုတီတို့ပြောလိုက်တော့ရောက်ဖဟာသူများတွေယူသွားပြီနေမှာပေါ့ဗျာလို့ပြန်ဖြေပါလေရောဒီတော့မှကို့နဖူးကိုကိုလောဝနဲ့ရိုက်ပြီးသဘောပေါက်လိုက်ရတယ် ပြီးတော့ခံလဲခံပြင်းဒေါလဲပွားသွားတယ်။ဘဲလူကောင်တွေကများသူ့မရဲ့ကလေးအလောင်းကိုဖော်ပြီးစောင်းခွာယူသွားကြပါလေ။စော့စော့ကကကွာလို့မအီနမကင်တုတ်ရင်ဆဲဆိုမိတယ်။နောက်တော့မြေပြန်ဖို့ပြီးလာလန့်တိုင်းပြန်ခဲ့ကြရုံပဲရှိတော့တာပေါ့။လန့်ကြတော့လဲစောင်းဖော်ယူသွားတဲ့လူတွေကိုတိများသိရင်တော့လာကွာ။ဘာညာနဲ့ကျိမ့်မောင်းလာမိတဗျ။ကြတော့ရောက်ဖကနာကြပြန်ကတ်လာဟန်တူးရဲ့ဗျာတိတ်ပြီးဆဲမနေနဲ့ဗျာဘယ်လိုကောင်တွေကမှတူးတာမဟုတ်ဘူး ကျုပ်တို့လိုကောင်းတွေကတူးတာနေမှာပဲတဲ့ကျွန်တော်လည်းတည်တည်ချာချာစဉ်းစားကြည့်တော့သူပြောတာဟုတ်တာပဲဗျအဲ့ဒီကြမှာဒေါသတွေပျောက်သွားပြီးကို့အဖြစ်ကိုကို့တွေ့ပြီးရဲချင်လာပြန်ရောအကောင်းရဲလားအဆိုးရဲလားတော့မပြောတတ်ဘူးမချိမဆန်ရဲဆိုရင်တော့တင့်လေမလားပဲကိုသားမောင်ဤစကားဆုံးသွားတော့အခါမိဖို့မှထင်းမိတော်များသည်ပင်ငြိမ်းသွားပြီဖြစ်တော့ကြောင့်အခန်းထဲတွင်မိကြီးကများ၏အယောင်သာကျန်တော့သည် မိခဲရဲရဲများ၏ရောင်ပြန်ဟတ်မှုကြောင့်လူတို့၏မျက်နှာကိုဝိုးရဝါသာမြင်နေရသည် ကျွန်တော်အပါဝင် စကားဝိုင်းရှိလူအလုံးသည်ကိုသားမောင်၏အဖြစ်နှင့်ပတ်သက်ပြီးဘာပြောကြရမှန်းမသိကြတော့စာနာစိတ်အဖြစ်ဖြင့်ငေးငိုင်နှုတ်ဆက်နေလိုက်ကြသည်မှာအသက်ရှူထုတ်တန်တို့မှတပါပါသန်းမှမကြရနောက်ဆုံးတွင်မှကိုညံညွန့်ကလေးလေးတွဲ့တွဲ့ကြည့်ပြောလိုက်သည်အေးဗျာကျုပ်တကယ်ပဲရင်နာတယ်ဗျာခုခမည်းပြောနေတာတွေဟာ ဟောဒီကမန်မြင့်ကြီးဝိတ္ထုမရေတာကြလို့ရေးပြစ်အောင်များဝိတ္ထုတပုတ်ရဖို့စိတ်ကူးနဲ့ပြောနေတာတွေပဲဖြစ်ပါစေတော့ဗျာဒီလိုပဲကြုတ်ဆူတောင်းပါတယ်မန်မြင့်နားဆင်အပိတ်ကြတဲ့သူ အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်